မိတ်ဆွေတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာတဖြည်းဖြည်းနဲ့အကြပိုင်းကိုဦးတည်လာတဲ့အခါစီးပွားရေးအဆင်မပြေပဲစိတ်အနှောက်အယှက်ပေါ်စရာတွေများလာတဲ့အခါနေအိမ်တွေမှာအိမ်ပူအိမ်ဆူတွေဖြစ်တာတွေများလာတဲ့အခါလလဘတွေပိတ်ဆို့ပြီးရစရာရှိရာတွေကြန့်ကြာနေတဲ့အခါနောက်တစ်ခုကတော့ကျမမိတ်ဆွေများဈေးဆိုင်တွေဆိုင်ငန်းတွေမှာ ရစရာရှိရဲ့လလဘတွေငွေကြေးတွေမရပဲဆိုင်မှာဈေးအောင်မကောင်းတာလူဝင်နေတာမျိုးတွေဖြစ်လာတဲ့အခါမှာနေ့စဉ်ဖျားဝတ်ပြုတဲ့အခါမှာလှူဒန်းပူဇော်သွားရုံနဲ့အဆင်ပြေမဲ့အစီရင်လေးတစ်ခုကိုဆီယမက ပြောပြပေးချင်ပါတယ်ရှင်။ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်နော်။ အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အောင်ဆက်ကြကမီရလောကီပညာတန်တန်းမှဆရာမခင်ဦးသစာဖြစ်ပါရဲ့ရှင်ဒီကနေ့မှကျမကမိတ်ဆွေများအတွက်ကျမတို့အောင်ဆက်ကြကမီရလောကီပညာတန်တန်းမှစီရင်ထားတဲ့စီရင်တစ်မျိုးဖြစ်တဲ့ မည်သူမဆိုခုနှစ်ရက်သားသမီးလူမျိုးဘာသာမရွေသုံးဆွဲပူဇော်နိုင်တဲ့တိတ်ရီဆုံးနန္ဒာရိုင်းနဲ့တိတ်ရီဆုံးဆေးတော်နန္ဒာကဲအကြောင်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါရဲ့ရှင်။ဘလို့လူမျိုးတွေသုံးဆွဲတင်တယ်လဲဆိုလို့ရှိရင်မိမိရဲ့စီးပွားရေးလုပ်ငန်းတွေမှာငွေကြေးလက်လာပါရစီရရှိရာတွေကြံ့ကြာနေတဲ့သူမျိုးတွေ ဈေးဆိုင်ဆိုင်ငန်းတွေမှာအယောင်းဝယ်ပါတဲ့လူမျိုးတွေမိမိရဲ့နေအိမ်တွေမှာအိမ်ဆိုအိမ်ဘူးဖြစ်တာမျိုးတွေနဲ့စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့မိမိရဲ့ယုံမှာဝန်ထမ်းတွေအချင်းချင်းမတင့်မြတ်တာမျိုးတွေကြောင့်စိတ်နှောက်ယှက်ဖြစ်ပြီးအလုပ်မတွင်ကျေရတာမျိုးတွေစသဖြင့်ဒီလိုအကြောင်းအရာတွေအပြင်ဈေးဆိုင်တွေမှာဈေးအောင်ကောင်းမှုအတွက်ကောင်းကောင်းထောက်ကူပြုပါရဲ့ရှင် ကျမတို့ဒီအနန္တရိုင်းဟာဆိုလို့ရှိရင်သိတိဆုံးနန္တရိုင်းလို့ကျမတို့ကနာမည်ပေးထားရပေါ့နော်ဒီအစီရင်လေးဟာဆိုလို့ရှိရင်အစီရင်အတွက်ကာလအဖြစ်ကျမတို့ရပ်ပေါင်း30စာ အတိုင်30ဒီလိုမျိုး package တစ်ခုပေါ့နော်အကယ်၍မိတ်ဆွေများအနေနဲ့အမွှေးတိုင်းထွန်းရတာမကြိုက်ဘူးတချို့အားဖြင့်နန်းသာတကွန်လေးတွေနဲ့အလှထွန်းတာမျိုးဆိုလို့ရှိရင်တော့ကျမတို့ကဒီလိုမျိုးဆေးတော်လေးအနေနဲ့ထုတ်လုပ်ထားပေးပါတယ်ဒီဆေးတော်လေးဟာဆိုလို့ရှိရင်ကိုရဲ့စာပဲပူဇော်ရမယ်အကျိုးအာနိသင်ကတော့နန္ဒာတိုင်းရောနန္ဒာကေရောတူတူပဲဖြစ်ပါတယ်နန္ဒာတိုင်းဆိုလို့ရှိရင်တော့တနေ့တစ်တိုင်းနဲ့ရပ်ပေါင်း30စာတလပူဇော်ရမှာဖြစ်ပြီးတော့ နန္ဒာအခဲဆိုလို့ရှိရင်တော့ကျမတို့ကိုယ့်ရဲ့စာစီရင်ပေးထားတာဖြစ်ပါတယ်ဒီစီရင်ရဲ့အကျိုးဟာဆိုလို့ရှိရင်ဒါလေးကိုပူဇော်ရင်ဘာတွေကောင်းသွားမလဲဘလို့လူတွေပူဇော်လို့ရလဲဆိုလူမျိုးဘာသာမရွေး ပူဇော်လို့ရပါတယ်။ကျမတို့နန္တာ၅ပါးမှာအထူးအဖြင့်ကရမတ်နဲ့နန္တဖြူကိုအဓိကထားပြီးတော့စီရင်ထားပါတယ်။နန္တာပူဇော်ခြင်းဆိုတာဟာရှေ့ဘရင်တွေလက်ထက်ကတည်းကရှိခဲ့မှုတဲ့ရိုးရာဒလိတစ်ခုဖြစ်ပြီးတော့အိန္ဒိယမှာလည်းနန္တာတွေကို မီးရှို့ပူဇော်ပြီးတော့ရလာတဲ့အငွေကိုဖျားရှင်ကိုပူဇော်ခြင်းဒလိရှိပါတယ်။ဒီလိုပဲကျမတို့ estate အစဉ်အဆက် ဘယင်တွေလက်ထက်ကနေယနေ့ခေတ်တိုင်အောင်နန္တာပူဇော်ခြင်းဆိုတာရှိပါတယ်ဒီမှာမှ ကျမတို့ကဒါကိုပြောင်းလဲအစစ်မြင့်တင်ပြီးတော့အမွှေးတိုင်းအဖြစ် ကျမတို့အလွယ်ပြောရင်တော့အမွှေးတိုင်းပေါ့အမွှေးတိုင်းအဖြစ်နဲ့ကျမတို့ကထုတ်လုပ်လိုက်တာပဲဖြစ်တယ်ဒီအမွှေးတိုင်းဆိုပေမဲ့ဒီအမွှေးတိုင်းထဲမှာမိတ်ဆွေတို့ရဲ့နေအိမ်တွေကို ဖုံးကျက်တည်တိုးတက်စေမဲ့စီတော့ မိတ်ဆွေတို့ရဲ့ကံကြီးပွင့်လန်းပြီးတော့ရောင်းမန်းဝယ်ပန်းလက်လာပါတွေတိုးတက်စေမယ့်စီတော်စသဖြင့်ထဲ့သွင်းပြီးပါဝင်ထားတာပဲဖြစ်ပါတယ်။နေအိမ်မှာအခိုင်ညံ့တွေရှိလို့မိတ်ဆွေတို့နေထိုင်ရတာမလန်းဆန်းမှုနေထိုင်ရတာမှုံမှုံမိုင်းမိုင်းတွေဖြစ်လာတယ်ထိုင်းမိုင်းလာတယ်ဒီအိမ်မှာရှိတဲ့အိမ်သားတွေဟာအချင်းချင်းအမြင်မကြည်တာမျိုးတွေဆိုရင်ဒီအမွေးနန္တာတိုင်းလေးကိုပူဇော်လို့ရတယ်။ပြောခဲ့သလိုပဲဖျားဘုရားဘာသာဝင်များအနေနဲ့ကတော့နေအိမ်ဖျားဆင်မှာပူဇော်လို့ရတယ်။ အဲ့လိုမျိုးပဲမိမိတို့ရဲ့ယုံငန်းမှာဆိုလို့ရှိရင်လေနေရာလေးတနေရာထားပြီးတော့နေရာဒေတာမရွေးပူဇော်လို့ရပါတယ်လူမျိုးဘာသာမရွေးပူဇော်လို့ရပါတယ်ရှင်ပူဇော်တဲ့အခါမှာလေရောင်းမဝယ်ပန်းကောင်းမွန်ခြင်းငွေကြေးဥစ္စာလက်လာပါများကံများပွင့်လန်းခြင်းအဲ့ဒီအပြင်ကမှရစရာရှိပြီးကြံ့ကြာနေတဲ့ကျွေးမိတွေရခြင်းဒီအမွေးတိုင်းလေးကိုထွန်းခြင်းအပြင်လုပ်ငန်းတွေရခင်ထပ်ပို့ပြီးတော့ပြည်လည်လာခြင်းစတဲ့အကျိုးကျေးဇူးတွေလည်းရှိပါတယ် ဒီလိုပဲလက်တွေ့သုံးဆွဲထားသူတွေရဲ့ထူးခြားတဲ့အကျိုးရလဖီဘက်လေးတွေလည်းကျမတို့ရရှိထားပြီးဖြစ်ပါရဲ့ရှင်။ဒါကြောင့်မို့လို့ဒီတိတ်တိတ်ဆုံးနန္ဒရာရင်နဲ့ဒီနန္ဒာကဲကိုပူဇော်ခြင်းနဲ့ဆိုရင် ကျမတို့ရဲ့အောက်ဆက်ကြကမ္မရလောကီပညာလနန်း page ရဲ့ page messenger နဲ့ Viber number 39669119999 4386699999တို့မှာဆက်သွယ်ပြီးတော့မှမှာယူနိုင်ပါရဲ့ရှင်။ ဘဲဘာသာဝင်မဲ့ဖြစ်ဖြစ်ဘဲလူမျိုးပဲဖြစ်ဖြစ်မိမိတို့ရဲ့အထွတ်မြတ်ထားရနေရာဒေသတွေမှာပူဇော်လို့ရပါတယ်အနတ်အားဖြင့်လဲတအားကြီးမှွန်ထွန်ပြီးတော့ပြင်းတဲ့အနတ်နေမျိုးမဟုတ်ဘူးနန္ဒာနန်ထွက်တဲ့ဆိုယုံလေးပဲစီရင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အနက်ပြဿနာရှိတဲ့သူတွေအနက်ပြင်းပြင်းခံလို့မရတဲ့ကျမတို့လိုမျိုးအနက်ပြင်းရင်ခေါင်းကိုက်တာခေါင်းမူတာဖြစ်တဲ့သူတွေအတွက်လည်းအဆင်ပြေအောင်လို့စဉ်းစားပြီးတော့စီရင်ထားပါရယ်ဟုတ်ကဲ့ရှင် ကျွန်မမိတ်ဆွေများအတွက်စီရင်ထားတဲ့တိတ်တိတုံတန်းသာတိုင်းလေးကိုအခုမျှဝေပေးသွားတာပဲဖြစ်ပါတယ်။အားလုံးကိုကျွန်မကနေပြီးတော့ဒီနှစ်တိတ်ကနေစပြီးစိတ်ကျမ်းမှကိုချမ်းသာစွာနဲ့ဘာသာကျူးသာသနာကျူးကိုကောင်းမွန်စွာတည်ပို့ထိုင်ရနိုင်ပါစေလို့ဆုတောင်းမေတ္တာပို့သပါရစေ။ကျွန်မမိတ်ဆွေများကံတူဆက်သမျှရကြပါစေရှင်။